ားလုံးပဲမင်္ဂလာပါရှင် C40 YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျမဖတ်ပြပြီးမှာကတော့ဆရာမ Delphin Shrey ရေးသားထားတယ် The Rebel of Rangoon ကိုဆရာအောင်ဤရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတယ်ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့ဝတ္ထုစာအုပ်လေးတဲကအခန်းလေးဘဘအပိုင်း၅ပဲဖြစ်ပါလေရှင် အဲ့ဒီစနေနေ့ NLD နှစ်ပတ်လည်အခမ်းအနားမှာဥဝင်တင်ဟာတခုခုပြောဖို့အရှိန်ယူနေပါတယ်။စောင့်ဆိုင်နေ၊နားထောင်နေ။သူတို့လာရောက်ဂါရပြူလာတွေကိုဘယ်အသက်အရွယ်တွေပဲဖြစ်ဖြစ်ကျင်ကျင်နာနာနဲ့ခေါင်းငိမ်ပြပါတယ်။သူ့ကိုလာရောက်ဂါရဝပြူသူတွေဟာဆရာအဖြစ်အတိမတ်ပြူပြီးဥသုံးငိမ်ချကြတော့ကြပါတယ်။မိဘတွေ ဖုံးတော်ကြီးတွေနဲ့ဖះကိုကြော့တယ်လို့မျိုးကြော့ကြတာပါအဲ့ဒီနောက်တော့ချစ်လှစွာသောဦးလေးကြီးတယောက်ကိုမင်္ဂလာဆောင်အခမ်းအနားတစ်ခုမှာပေါင်မုံမီးခင်လေးလာမြီးပါအောင်လို့ဝိจิตန်းကြီးခေါ်တယ်လို့မျိုးစကားပြောပေးဖို့ဖိတ်ခေါ်ခြင်းခံလိုက်ရပါတယ်သူဟာခြေလန်းနှင်းနှင်းနဲ့ရှောက်သွားပြီးစကားကိုလက်တန်းပြောသွားပါတယ် သူ့မိန်ကွန်းဟာပြင့်ထန်ပြီး အချက်၃ချက်ပါတဲ့ကြီးညာစာတမ်းဖြစ်သွားပါတယ်။နိုင်ငံရေးအကျဉ်းသားအားလုံးကိုလှုပ်ပေးဖို့စစ်အုပ်စုနဲ့စစ်မှန်တဲ့ dialogue လုပ်ဖို့အတိုက်အခံအင်အားစုအားလုံးသွေးစည်းညင်ညွတ်ကြဖို့ဆိုတဲ့အချက်၃ချက်ဖြစ်ပါတယ်။အသက်ကလည်းရနေလေတော့သူ့အတန်ဟာ အာကောင်ချစ်ပြောရတဲ့အတန်မျိုးဖြစ်နေပါတယ်။သူဟာရည်ရည်မွန်မွန် ယိုယိုသားသားနှိမ့်နှိမ်ချချနဲ့စကားပြောပါလေဒါပေမဲ့စိတ်အားထက်သန်လာရင်တော့သူ့အတန်ကမားလာပါလေသူ့ရဲ့ဖော်ရွေတဲ့အပြုံးနဲ့ပွင့်လင်းတဲ့ဟန်မူရာကလည်းချက်ချင်းမျက်နှာဖုံးတစ်ခုပြောင်းဆွလိုက်တယ်လို့တင်းသွားပါလေဦးဝင်းတင်ဟာအများပြည်သူရှေ့မှာစကားပြောပြီဆိုရင်ဟန်နဲ့မန်နဲ့ပြောတတ်ပါလေ ။အိုးမဲအိမ်မဲတယောက်ကချက်ချင်းကြီးစစ်သားတယောက်ဖြစ်သွားတယ်လို့ပါပဲ။တကယ်တော့သူဟာစစ်သားမဟုတ်ပါဘူး။အိုးမဲအိမ်မဲတူပါပဲ။စစ်အုပ်စုကချမ်းသာကြွယ်ဝနေသလောက်ဥဝင်းတင်ကတော့ဘာကူမှမပိုင်ဆိုင်ပါဘူး။ဒါပေမဲ့သူ့စိတ်ထဲမှာတော့သူဟာအရာရာကိုပိုင်ဆိုင်ထားပါတယ်။သူတို့ပိုင်ဆိုင်ထားသလိုပါပဲ။သူ့ရဲ့ယုံကြည်စိတ်ချရတဲ့မိတ်ဆွေဥမောင်မောင်ခင်ဟာ လအချို့ကြာပြီးနောက်မြို့လေကောင်မှာဥဝင်းတင်အတွက် အခန်းတစ်ခန်းငှားပေးဖို့ကြိုးစားခဲ့ပါတယ်။ငှားပြီးလို့ပြောင်းတော့ရွှေ့တော့မယ်ဆိုကာမှအဲ့ဒီအိမ်ငှားစာချုပ်ဟာ ပြက်ပြဲသွားပါတယ်။သူတို့ဟာ တခြားနေရာမှာလိုက်ငှားကြည့်ပေမဲ့ရက်လက်ကအဲ့ဒီအတိုင်းပါပဲ။သူ့ကိုအခန်းငှားပေးမဲ့အိမ်ရှင်အိမ်ရှင်မတွေဟာ တောင်းမှန်စကားပြောကြပါတယ်။ သူတို့တွေထိတ်လန့်တုန်လှုပ်နေကြတယ်ဆိုတာမျက်နာမှာအတိုင်းစားပေါ်နေပါတယ်သူတို့အိမ်ငါးစားနေတဲ့အလုတ်ကိုထိခိုက်သွားမှစိုးရိမ်နေကြပုံပါမတိမတာချင်းချောက်ခံကြရတာမျိုးရှိနိုင်ပေမဲ့သူတို့ကပြောမပြကြပါဘူးအကြောက်တရားပဲဥဝင်းတင်ကခေါင်းခါပြီးမိษွေတွေကိုပြောလိုက်ပါတယ်သူ့ရဲ့အကဲဖြတ်မှုမှာညူဆူတဲ့လီဒန်မပါပါဘူး အဆုံးဖြတ်ပေးတဲ့အရေးအမွက်မျိုးလည်းမရှိပါဘူးကိစ္စတစ်ခုအတွက်ဘယ်သူမှ လူမှုရေးတန်ဖိုးကြီးကြီးမားမားမပေးချင်ကြပါဘူးဒီလိုနဲ့အမြဲတစေလာလာညိနေတဲ့ပြဿနာဟာပြည်သူလူထုကြီးရဲ့အကြောက်တရားဖြစ်နေပါတော့တယ်နောက်ဆုံးတော့မိတ်ဆွေဇနီးမောင်နှံဟာမူသားသုံးမှဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်ရက်ွက်အာနာပိုင်တွေရဲ့မှတ်တမ်းစာအုပ်မှာ ဦးဝင်းတင်ဟာသူတို့ရဲ့မိတ်ဆွေဆွေမျိုးပါလို့စရင်သွင်းလိုက်ပါတယ်။ဘသူမှနောက်ကလိုက်မနှောက်ယှက်ဘူးဆိုရင်ဦးဝင်းတင်ဟာရန်ကင်းမှာအခြေချသွားနိုင်တော့မယ့်သဘောရှိပါတယ်။လက်တွေ့မှာလည်းသူတို့ကလိုက်နှောက်ယှက်စရာအကြောင်းမရှိပါဘူး။မူသားနဲ့နဲ့တုံးလိုက်ဖို့ဆိုတာ1988ခုနှစ်နောက်ပိုင်းစစ်အုပ်စုအုပ်ချုပ်ထားတဲ့နိုင်ငံမှာ အုံမြင့်ချထားတဲ့လုံနီးလုံဟန်ဖြစ်နေပါလေ။တနည်းနည်းနဲ့တော့အဆင်ပြေအောင် လုပ်နေကြရတာပါ။ဒီလိုနဲ့သူဟာခိုလုံစရာတနေရာရသွားပါလေ။တိထက်ပိုကောင်းတဲ့တရဝင်းနေထိုင်ရမယ့်နေရာမရှိတော့ပါဘူး။စက်ကူပန်းပင်တွေနဲ့ပြည့်နေတဲ့ပန်းဥယျာဉ်တစ်ခုရဲ့အောက်ခြေကအခန်းနှခန်းပါတဲ့အိမ်ငယ်လေးမှာနေရမှာပါ။ ဥမောင်မောင်ခင်တို့ဇနီးမောင်နှံနေထိုင်တဲ့တထက်အိမ်ကလေးနဲ့ပေအချို့ပဲကွာပါတယ်။မုတ်ဆိုးကသားကောင်လိုက်တယ်လို့သူ့နောက်ကတကောက်ကောက်လိုက်နေသူတွေအကြားမှာအိမ်ပြောင်းနေထိုင်ရတဲ့အလုတ်ကြီးတစ်လုံးတော့တက်သားသွားပြီလို့ယူဆရပါတယ်။ထောက်လန်းရင်၁၀ယောက်လောက်ဥဝင်းတင်ကို နေရောညပါစောင့်ကြည့်နေကြပါတယ်။မိဘူးထိုးထားတဲ့ရှက်အင်းကြီးတွေဝစ်ပြီးကြောတောင်တောင်ကြီးတွေနဲ့လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ကိုတောက်လဲမတောက်ပဲမှားပြီးထိုင်နေကြသူတွေပါ NLD ရုံးကိုတွားရင်ဖြစ်ဖြစ်တခြားစုံရက်တစ်ခုခုကိုတွားရင်ဖြစ်ဖြစ်နောက်ကနေခြေရာခံလိုက်ကြပါလေလမ်းတောင်တွေမှာရောင်ပေပေလုံနေတတ်ကြပါလေရက်ွက်အောက်ဖက်နားစီကပန်းဆိုင်တွေအနားမှာလှဲ့ပတ်နေသူတွေလည်းရှိပါလေတိုင်းသူပြည်သားတွေကိုထုတ်မယောင်းတဲ့ဆဲလ်ဖုန်းတွေသူတို့မှာရှိပါလေ တင်မမှာပစ္စတိုအိတ်ချိတ်တယ်လို့ချိတ်ထားလို့ရန်ကုန်သူရန်ကုန်သားတွေစီးခွင့်မရတဲ့မော်တော်ဆိုင်ကယ်တွေကို သူတို့စီးကြပါတယ်။သူတို့ကိုတက်ဆင်ပေးထားတဲ့ပစ္စည်းပစ္စရာတွေကိုကြိလိုက်တာနဲ့တင် ထောက်လန်းရေးစနစ်ကြီးအပေါ်မှာဘယ်လောက်တောင်အာကိုအာထာပြုတ်ထားသလဲဆိုတာသိတာလှပါတယ်။စေအုပ်စုဟာဥနေဝင်းရဲ့ဆိုရှယ်လစ်အတုကို မြောင်းနယ်ပစ်ထားခဲ့ပြီးခရိုနီအရင်းရှင်စနစ်ကိုထူထောင်ဖို့အတွက်ထောက်လန်းရေးစနစ်ကြီးကို အထူးတလည်အားထားခဲ့တာဖြစ်ပါတယ်။သူကဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေရှိတာကိုအာနာပိုင်တွေ လေ့လာသိရှိသွားပြီဆိုရင်အဲ့ဒီဧည့်သည်စရင်အလိုက်မလာဖြစ်တော့အောင် အနှောက်ယှက်ပေးကြပါတော့တယ်။သူ့ကိုအိမ်မှာလာတွေ့ချင်သူတွေကို လာမတွေ့တော့အောင်တားဆီးတတ်ကြပါတယ်။ ်ဦးမမောင်ခင်နဲ့သူစနီးကိုတောင်나이အချို့စုံစမ်းမေးမြန်းခြင်းခံကြရပါတယ်သူတို့ကမခံမရနိုင်ဖြစ်လောက်အောင်တင်းကြပ်မှုတွေလုပ်ပေမယ်ဦးဝင်းတင်ရဲ့စိတ်ထဲမှာတော့ဘလို့မှမနေပါဘူးကံတရားပဲလို့သဘောထားလိုက်ပုံရပါတယ်ရှာရိုးမရှိတိုင်းရှောက်ပြောနေတဲ့စကားတွေဟာလက်တွေ့ကြတော့ပြည့်ရည်တွေဖြစ်နေတတ်ပါတယ်ဘုကြုံမူကြီးတန်းရွှေဟာသူ့ရဲ့လှဲ့ွက်ဟောင်းကြီးကိုပဲ ပြန်သုံးခဲ့ပါတယ်။တရသေးသမားတွေကိုစုစည်းပြီး2010ခုနှစ်ရွေးကောက်ပွဲကိုခိုးလေးတကြောကျင်းပခဲ့ပါတယ်။သွေးခွဲအုပ်ချုပ်တဲ့နီဗရီရယ်ကို တင်ဆက်ပုံအစ်စ်ပြောင်းပြီးတင်ဆက်လိုက်တာပါ။သူ့ရဲ့အုပ်ချုပ်ပုံကို ပုံဖော်ဖို့ပဲဖြစ်ပါတယ်။အခြေအနေထူးခြားမှုတွေဘာတွေကို အသိမှတ်မပြုခဲ့ပါဘူး။ ်ဦးဝင်းတင်မှာစိစက်ညှိနှိုင်းခြင်းမလုပ်တတ်တဲ့ဂုံသိက္ခာရှိပါတယ်သူ့ရဲ့ policy ရက်တီချက်တွေဟာ ပါတီထူထောင်ချိန်နဲ့သူအဖမ်းခံရချိန်အကြား6လတာမြသာမှတ်ကြောက်တင်ခံခဲ့ရတယ်ဆိုတာဝန်ခံရမှာဖြစ်ပေမဲ့အလျှော်မပေးခဲ့ပါဘူးသူ့ကိုဒေါအောင်ဆန်းစုကြည်ကအရက်သားအတတ်ပညာရှင် အဖွဲ့ငယ်အတွင်းမှာပါဝင်မှုပါတီထဲဆွဲသွင်းလိုက်တာပါ NLD ပါတီတွင်းမှာရှိနေကြတဲ့စစ်တပ်အရာရှိဟောင်းတွေကဟန်တားနေတဲ့ဂျားတဲ့ကသူဟာတက်မတော်အနေနဲ့နိုင်ငံရေးတဲ့ပါဝင်ပတ်သက်နေမှုကိုအဆုံးသက်ပြီးစစ်တမ်းလျားကိုပြန်ဖို့ကိုသာပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်။တက်မတော်ဟာလက်မှာ သွေးစွန်းနေတာအတော်များနေပြီမို့တခြားရွေးချယ်စရာ လမ်းရှိပါဘူး။သူဟာသတင်းစာဆရာလုပ်နေတုန်းကအနောက်ဥရောပ ဩဇာကန်နိုင်ငံငယ်တွေကိုစုစည်းထားတဲ့ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံယဉ်ကျေးမှုတော်လှန်ရေးဆင်နွှဲနေတဲ့တရုတ်နိုင်ငံအပါအဝင် အာရှနိုင်ငံတွေအဆရှိတဲ့နယ်ပယ်ဒေသတွေကိုခရီးလှည့်လည်မှုပါတယ်။အဲ့ဒီလိုသွားလာခဲ့မှုတွေကြောင့်သူ့တိုင်းပြည်နိုင်ငံရေးရဲ့ကံခေမှုတွေကိုဆက်ဆက်စဉ်းစားနိုင်ခဲ့ပါတယ်။ဒါအပြင် သူ့ရဲ့လှုံ့ဆော်တတ်မှု စီယုံတတ်မှုတွေကြောင့် ူကိုကွန်မြူနစ်တရားလို့အပြောခံရတာလည်းရှိပါတယ်။ဒီလိုအပြောခံရတာကတော့စီလျော်မှုမရှိဘူးလို့သူခံယူပါတယ်။သူငငယ်တုန်းက Max Wada စာအုပ်တွေဖတ်ဖူးပြီး ပိုစတာတစ်ခု ပိုစတာတချို့ထောင်ခဲ့ဘူးတာတော့အမှန်ပါပဲ။ဒါပေမဲ့နောက်ပိုင်းမှာတွေ့ကြုံလာရတာကကွန်မြူနစ်ဝါဒဟာအနောက်တိုင်းနယ်ချဲ့စနစ်ကြောင့် ပျက်စီးယိုယွင်းနေရတဲ့အရင်းရှင်စနစ်ကိုတော်လန်ရေးစံနဲ့နီလန်အသစ်တွေနဲ့ဝိုင်းဝန်းဖာထေးနေတဲ့အမျိုးသားရေးဝါဒီတွေ အကြားမှာစန့်ကျင်မုန်တီးခြင်းခံခဲ့ရတယ်ဆိုတာကိုပါဒီလိုနဲ့ဆိုရှယ်လစ်ဝါဒဟာအတွေးအခေါ်ပိုင်းဆိုင်ရာမှာအလေအလက်ကြတယ်ဆိုပြီးပင်မရေစည်းကြောင်းအဖြစ်နဲ့သမိုင်းမှာအဆို့ပေါက်လာခဲ့ပါတော့တယ် 1950ပိုင်းနှစ်ကာလတွေတုန်းကဒုတိယအင်အားအတောင့်တင်းဆုံးနိုင်ငံရေးအင်အားစုဖြစ်ခဲ့တဲ့ဗမာပြည်ကွန်မြူနစ်ပါတီဟာမတက်တာတဲ့အစုံ ကျန်းဖက်တော်လှန်ရေးကိုကူးပြောင်းသွားတဲ့အချိန်မှာဦးဝင်းတင်ဟာသတင်းစာခေါင်းကြီးပိုင်းကနေစစ်ဆက်ဆွေးနွေးရေးဖက်ကရက်တီးပြီးရေးသားခဲ့ပါတယ်။အဲ့ဒီအချိန်ကအရက်သားအစိုးရဖြစ်တဲ့ဥနုအစိုးရကိုအကြီးအကျယ်အထောက်အကူပြုပေးခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ရက်တီချက်အရာစစ်တပ်ထဲကမိတ်ဆွေတချို့ကသူ့ကိုကွန်မြူနီလို့ထင်သွားခဲ့ကြပါတယ်။အဲ့ဒီလိုထင်သွားမှုဟာ1988ခုနှစ်လဲရောက်ရော သူတပားပျက်စီးရာပျက်စီးကြောင်းဖြက်လို့ဖြက်စီးပြောစရာ ဖြစ်သွားခဲ့ပါတယ်။ NLD ပါတီကိုထူထောင်ခဲ့သူ၃ဦးအနက်ကတဦးဖြစ်တဲ့ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးကဒေါန်ဆန်းစုကြည်ကို ကွန်မြူနစ်တွေဝန်းရံနေတယ်လို့ပြောခဲ့တာ ဖြစ်ပါတယ်။ဒီပြောဆိုမှုကြောင့်တေလူမျိုးပါစိတ်ဝမ်းကွဲမှုကိုဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစိတ်ဝမ်းကွဲမှုဟာအတိုင်းအတာတစ်ခုလောက်ပဲဖြစ်ခဲ့တာပါ။ဥဝင်းတင်ရဲ့အမြင်အရကွန်မြူနစ်တွေဟာ တိုင်းပြည်ကိုဖျက်ဆီးနေတာဖြစ်ပါတယ်။သူရဲ့နိုင်ငံခြားခရီးစဉ်တွေကြောင့်စိတ်ကူးရင်ဝါဒတွေနဲ့ပတ်သက်တဲ့ လှည့်စားမှုတချို့ဟာသူ့စီမှာပါလာခဲ့ပုံရပါတယ်။အမ်စတာဒမ်မှာသူတဲခိုခဲ့တဲ့အိမ်ကအိမ်ရှင်မိသားစုဟာသူ့ရဲ့ပုံသေးကားကြဟန်ပန်တစ်ခုအပေါ်မှာအံ့အားသင်ခဲ့ကြပါတယ်။သူကစာအုပ်တွေကိုလက်ဆောင်ပေးတာလည်းမလုပ်၊ငှပေးတာလည်းမလုပ်ပဲဝယ်လိုက်ပါလို့ပြောခဲ့လို့ဖြစ်ပါတယ်။ဘရက်မျိုးကနေပီကင်းမျိုးအထိကွန်မြူနတီမျိုးတော်တွေမှာ တွေးခဲ့ရတဲ့နေထိုင်မှုဘဝတွေကိုသဘောကျပြီးအိမ်အပြင်လမ်းမှာစတန့်ထွင်တာတွေလှုပ်လာပုံရပါတယ်။နှစ်တွေကြာခဲ့ပြီးဆိုပေမဲ့လည်းအဲ့ဒီအစွန်အထင်းကအနံ့ပြန်ထွက်လာခဲ့တာပါ။အခုဆိုရင် သူနဲ့ပတ်သက်လို့ဘဝင်မကျဖြစ်နေသူတွေကသူဟာအစွန်ရောက်ဝါဒီတွေမကြေမချမ်းဖြစ်နေသူတွေ NLD ရဲ့ပတ်ဝန်းကျင်နဲ့ NLD ရဲ့အောက်မှာအင်းသာလာတက်ဖူးသူ အတူပါဝင်လှုပ်ရှားမှုသူတဝေထိုးပြီးရောက်လာမှုသူတွေဖြစ်တဲ့ပြုံစပြင်းတောင်ပါမွားတွေတကူရီသမားတွေနဲ့အုံသင်းဖွဲ့လိုက်မယ်လို့သဘုတ်လီလွင့်ပြောဆိုနေကြပါတယ်ပါတီဟာသူ့ဖာသာသူတောင်ပြိုမလို့ဖြစ်နေတာကိုလဝဲဆန်မှုဆိုတာနဲ့တစ်ချက်ပုတ်လိုက်ရင်ခြတွေစားထားတဲ့အိမ်တအိမ်လိုပြိုဆင်းသွားမှာတေးကြပါတယ်ဒါပေမဲ့အဲ့ဒီလို့ တပုတ်လေလွင့်ပြောနေသူတွေဟာဥဝင်းတင်ရဲ့မဟာဗျူဟာမြောက်ဉာဏ်ပညာရှိမှုကိုရှော့တွက်ထားကြတာဖြစ်ပါတယ်။နိုင်ငံရေးတတဝါဆိုပြီးလူကိုထောင်ထဲထည့်ပြီးအနီးကပ်လိလာမှုလှုပ်လိုက်တာမှာသူ့ရဲ့စွန့်ရည်ကိုတန့်စင်အောင်လှုပ်လိုက်တယ်လို့ဖြစ်သွားပြီးသုံးဆလောက်တိုးတက်သွားတာကို သူတွေ့လိုက်ရပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအဆောက်အအုံကိုတင်ုံထားလို့မြည်နေအောင် ွေးနိုင်ခဲ့ပါတယ်။တယောက်တည်းချုပ်လောင်ခံထားရတဲ့နှစ်တွေမှာ သူဟာမနဲ့တိုင်းသူ့ကိုယ်သူဖိအားပေးပြီးလေ့ကျင့်ခန်းတွေလုပ်ခဲ့ပါတယ်။အကျဉ်ထောင်ထဲကကြောင်တကောင်စီကကြွတ်ကျနေတဲ့အမွှေးတွေကိုစုအနီရောင်အုတ်ခဲအုတ်နီခဲအမှုန့်တွေနဲ့ရော့ကျိတ်ပြီးမရှိသုံးစုပ်တန်တစ်ခုဖြစ်အောင်လုပ်ခဲ့ပါတယ်။သူ့အကျဉ်ခန်းနေရန်တွေကျဲမြင်တွေပေါ်မှာ အဲ့ဒီစုတ်တန်တဲ့သင်္ချာပု္ပ္ပာတွေကိုတွက်ပါတယ်တခါတလေစိတ်တွက်ထိုင်တွက်ပါတယ်အဲ့ဒီနောက်တော့စာလုံးတွေကို ပြောင်းရေးပါတယ်သူ့မှတ်ဉာဏ်ထဲမှာဆွဲထင်နေသေးတဲ့ရှေးဆောင်လမ်းပြဘိုးဘီဘီပင်တွေရဲ့အစုံအမိန်အရာအတွေးစကားလုံးတွေကိုခြာရေးတာပါရှယ်လီရဲ့စောင်းရာသီရောက်လာရင်ຫນွေဥရာသီကနောက်မှာပြက်ကျန်နေခဲ့တာလားဆိုတဲ့အတွေး ဟင်နရီဒေးဗစ်တူရင်းရဲ့အထီးကျန်ချင်းလောက်ပေါင်းလို့တင်းလို့ကောင်းတဲ့အဖော်မျိုးငါမတွေ့ဘူးသေးဘူးဆိုတဲ့အတွေ့ငါတို့အဆုံးအထိသွားကြရလိမ့်မယ်ဆိုတဲ့ဝင်းစတန်ချာချီရဲ့ဇွဲငါဦးကောင်းမှာသွေးချင်းချင်းနီးနေအောင်တော့ဘယ်တော့မှဥမညွတ်ဆိုတဲ့ဝီလျံအန်နက်စ်ဟန်လီရဲ့အနိုင်မခံ အရှုံးမပေးဆိုတဲ့ကြပြားတဲက ူရင်ထဲမှာပဲ့တင်ထက်နေတဲ့အကြိုက်ဆုံးစာကြောင်းအဲ့ဒီရတမြောက်တဲ့ကြပြားကို သူက အင်္ဂလိပ်လိုရောမြန်မာလိုပါနှစ်ထပ်ကွန်းဖက်ဖူးတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကြပြားကိုဘူချုပ်အောင်စန်းကကိုယ်တိုင်မြန်မာဘာသာပြန်ဆိုခဲ့ဘူးလို့ပါ။ပြီးတော့ဦးဝင်းတင် အနေနဲ့အနှစ်သာရကိုလာမှတ်မိတော့တဲ့စကားတခွန်းဒါမှမဟုတ်ကြပြား အပိုက်တစ်ပိုက်ရှိပါသေးတယ်။ကြောက်စရာကောင်းတဲ့အချိုးအစားညီမှုဆိုကြပါစို့ရဲ့။ကြားတကောင်ရဲ့ကြောက်စရာကောင်းတဲ့အချိုးအစားညီမှု လောင်ကျွမ်းနေတဲ့တောက်ပမှုသူ့ဘာသာကြော့ပြီးရေးလိုက်တာပါပဲ။လင်္ကာတစ်ခုတီကုန်းတာကိုတခြားအခြေအနေမျိုးမှာဆိုရင်တော့ထိရှခံစားလွယ်တဲ့အလီနာတော့တခုရဲ့လို့သူကဟားတိုက်ရေမောပြစ်လိုက်မှာပါ။ဒါပေမဲ့ဒီမှာတော့ သူ့ကိုယ်သူခွင့်ပြုပေးထားလိုက်ပါလေအလျှော့ပေးတဲ့နဲ့ထင်လို့ပါမှန်တစ်ချက်ကရောင်မြန်ဟတ်တယ်လို့သူ့အတ္တရဲ့အသံကို အပြင်ထွက်ခွင့်ပေးလိုက်တာပါစိတ်ကိုအဲ့ဒီလိုလေ့ကျင့်နိုင်မှုက အခုအချိန်မှာအနောက်ရှက်တွေနဲ့ကြုံတဲ့အခါအေးအေးဆေးဆေးရင်ဆိုင်နိုင်သွားပါတယ်သူအင်တာဗျူးတွေမှာအင်တာဗျူးတွေလုပ်နေပြီဆိုရင်လုပ်လို့ကောင်းနေတဲ့အချိန်ကြမှာ ဖုံးခေါ်ပြီးတောင်စင်ရေမရတွေပြောတဲ့အနောက်အရှက်ပေးမှုမျိုးကိုကြုံရတတ်ပါတယ်။မိနစ်ပိုင်းလောက်နားထောင်ကြည့်ပြီးမဟန်ဘူးဆိုရင်အင်းအဲနဲ့ဖုံးကိုဘေးချထားလိုက်ပါတော့တယ်။အချိန်အကန့်အသတ်နဲ့ပြီးအောင်လုပ်ရမယ့်အလုပ်တွေကိုလုပ်နေခဲ့ရတဲ့သတင်းစရာတယောက်ရဲ့ရဲရဲတင်းတင်းဆုံးဖြတ်ချက်ချရမှုတွေကိုဖြတ်သန်းပြီးရင် ဖြတ်သန်းရင်းကသဘောတရားထက် လက်တွေအကျိုးရှိရေးဦးစားပေးတဲ့လက်တွေဝါဒီတူဖြစ်လာတဲ့ဥဝင်းတင်ဟာပညာရှင်စံတဲ့ theory တွေအယူသီးမှုတွေကိုသိသိမထတတ်ပါဘူးအယူသီးမှုဆိုတဲ့ရှေးယူအစဉ်အလာယုံကြည်မှုတွေဟာသိလေခင်မစားတော့ပါဘူးကောင်းငင်နက်ခတ်တွေရဲ့အလိုအတိုင်းမှု ပြုသမျှနှုရမှာပဲဆိုတဲ့အယူအဆဝိကျွေးရှိလို့ခံနေရတာဆိုတဲ့အယူအဆ ိုနဝင်းမိုးလင်းမသိမှမှုမိုးလင်းအောင်စောင့်ရမယ်ဆိုတဲ့အယူအဆတွေပေါ့အဲ့ဒီလိုအတိတ်ပဲမရှိတဲ့အယူအဆအမျိုးအစားတွေဟာခရီးစိတ်တွင်းကြချင့်ချိန်သုံးသက်မှုမလုတ်တက်အောင်ကာစီထတ်တက်ပါတယ်ဥပမာပြရရင်ဥနေဝင်းဟာ1989ခုနှစ်မှာမြန်မာကြံ့ဝေတချို့ကိုတရားမဝင်ကြေညာပြီးပြည်သူလူထုကိုဒုက္ခရောက်အောင်လုပ်ခဲ့ပါတယ် မှောင်ခိုဈေးကွက်ကိုအမြင့်ပြက်အောင်လှုပ်တားလို့အကြောင်းပြပါတယ်။ဒါပေမဲ့အဲ့ဒီလှုပ်ရက်ကြောင့်ဥနေဝင်းရဲ့ယူသွမှုကိုအလုံးကသိမြင်သွားကြပါလိမ့်။စင်ကျင်ုံတရားမရှိတဲ့အစိုးရတရက်ဖြစ်အကြောင်းပေါ်လွင်သွားပါလိမ့်။ဦးဝင်းတင်ဟာဗုဒ္ဓရဲ့တစ္ဆာတရားကြောင့်အနည်းငယ်သီးခံနိုင်စွမ်းရှိလာပါတယ်။တရားထိုင်ခြင်းကြောင့်စိတ်သက်ကြန့်ခိုင်လာတာလည်းဖြစ်ပါတယ်။ထောင်ထဲမှာတော့က မနေ့9နာရီဆိုရင် ထောင်အာနာပိုင်တွေကဗုဒ္ဓရဲ့ပါဠိဘာသာနဲ့ဗုဒ္ဓတရားဓမ္မတွေကို လော့စပီကာနဲ့ဖွင့်ပေးပါတယ်။အဲ့ဒီအချိန်မှာသူကအာနာပါနတရားထိုင်ပြီးစိတ်တည်ငြိမ်အောင်လုပ်ပါတယ်။ဒီနည်းအားဖြင့်သူဟာ သူ့ရဲ့တိုင်းတူပြည်သားတွေလိုပဲ စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုအမျိုးအစားတည်းရဲ့ပေါ်ပေါက်စေတဲ့လမ်းကြောင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီလမ်းကြောင်းဟာစစ်အုပ်စုကဘယ်တော့မှမထိုးဖောက်နိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်။မကြာခဏဆိုသလိုသူဟာရွှေတကုံဖျားရဲ့ပါဒနိကအဆောက်အဦတွေကြားကိုသွားပြီးအေဂျင့်နဲ့အလင်းရောင်တွေအတန်တွေအောက်မှာသွားရောက်ခိုလုံနေတတ်ပါတယ်။သူ73နှစ်သားအရွယ်မှာပထမဆုံးသာသနာဘောင်ဝင်ခြင်းအဖြစ် ရှင်ပြုခဲ့ပူပါတယ်။အဲ့ဒီတုန်းက သူဟာတခြားဘာကိုမှ စိတ်မဝင်စားပဲဘုံကြီးเจ้าမှအကြာကြီးနေခြင်းစိတ်သာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အချိန်တော်တော်ကြာကြာနေပြီးတဲ့နောက်မှာတော့အဲ့ဒီစိတ်ပျောက်သွားပါတယ်။ဘုံကြီးเจ้าမှကတရားစာရွတ်တံတွေကိုသာကြားနေရပြီးကြွေပြားတွေကိုနင်းနေရတာက လွဲပြီးတခြားဘာမှမသိရမလုပ်ရလေတော့ညင်းငွေလာလို့လူထွက်လာခဲ့ပါတယ်။ ဘာသာရေးကိုသာလိုက်စားနေရင်ဟိုမာဒီမာတိတိတတကြီးပေါ်ပေါက်နေတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေထဲပါဝင်လှုပ်ရှားနိုင်တော့မှာမဟုတ်ဘူးလို့သူစိတ်ထဲမှာခံစားလာရလို့ဖြစ်ပါတယ်။နိုင်ငံတွေပေါ်မှာပိုစတာတွေလိုက်ကတ်တဲ့အလုပ်ကိုစိတ်လွတ်ကိုလွတ်လုပ်နိုင်မှာမဟုတ်တော့ပါဘူး။တရားမဝင်တဲ့ခရီးတွေကို ထွက်နိုင်မှာမဟုတ်တော့ပါဘူး။၅ရောက်ထက်ပိုးပြီးလူစုရဲဖို့ သတ္တိလဲရှိလာမှာမဟုတ်ပါဘူးဗုဒ္ဓရဲ့မေတ္တာတရားကိုနှလုံးသားထဲမှာထည့်ထားပြီးလူကောင်းတစ်ယောက်လှုပ်လို့ရတဲ့လမ်းကြောင်းကိုသူမြင်ထားပြီးဖြစ်ပေမယ်ဂျပန်တွေရဲ့လှန်စွတ်ဖြားထောင်နှုတ်ခမ်းနာကျင်လည်ရမယ့်ဘဝမျိုးကိုသာရွေးချယ်ခဲ့ပါတယ်အချိန်ဖြုံးနေလို့မဖြစ်တော့ပါဘူးသူပြန်ရောက်လာတဲ့တိုင်းပြည်ဟာကပေးစူးကြီးကြာရောက်နေတာပါ ်ဦးနေဝင်းရဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီကြဆုံသွားခြင်းနဲ့အတူတိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့စစ်အုပ်စုဟာသူထောင်ကြနေတဲ့နှစ်ကာလတွေအတွင်းဆိုရှယ်လစ်ဝါဒအယောင်ဆောင်ထားမှုအလုံးကိုစွန့်ပစ်ခဲ့ပါတယ်။သဘောတရားအရတိုင်းပြည်မှာဈေးကွက်အရင်ရှင်စနစ် ဖွင့်ပေးလိုက်တယ်တဲ့။လက်တွေမှာဘူဂျုတ်ကြီးတွေဟာ စီးပွားရေးကိုပိုကျင်းအောင်လုပ်ပြီး ပုဂ္ဂလိကရေကူးကံတစ်ခုဖြစ်အောင် လုပ်ခဲ့ကြတာပါအဲ့ဒီရေကူးကံမှာကုခတ်ခွင့်ရှိသူတွေဟာ သူတို့ရဲ့မိသားစုတွေနဲ့အ ਨੇ စုအထက်လွာစီးပွားရေးသမားသာဖြစ်ပါလေအဲ့ဒီအ ਨੇ စု အထက်လွာစီးပွားရေးသမားတွေဟာကျေပြန့်တဲ့လဝဲကြီးအုပ်အခြေခံအဆောက်အုံတွေဟိုတယ်တွေဆက်သွယ်ရေးတွေမူရစေဝါတွေဓာတ်တတုတူးဖော်မှုလုပ်ငန်းတွေကို တိစောက်ခဲ့ကြပါတယ်။သူတို့ဟာအဲ့ဒီလုပ်ငန်းတွေကိုတိစောက်ခွင့်ရဖို့လိုင်စင်ရဖို့အတွက်ဘိုးချုပ်ကြီးတွေအတွက်စင်ကာပူဘဏ်တွေမှာအကောင့်တွေဖွင့်ငွေအမြောက်အများထည့်ပေးရပါတယ်။1989ခုနှစ်ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲသွားပြီးကလေးကတရုတ်ပြည်နဲ့ဆက်ဆံရေးဟာတည်တည်သာသာကြီးတိုးတက်လာခဲ့ပါတယ်။ တရုတ်ပြည်ဟာစစ်အုပ်စုရဲ့အကြီးမြတ်ဆုံးကုန်သွယ်ဖက်ဖြစ်လာခဲ့တယ်။အိန္ဒိယ၊ထိုင်း၊ဂျပန်အစရှိတဲ့အာရှနိုင်ငံတွေဟာစစ်အုပ်စုရဲ့ဖက်ဆက်ကုမ္ပဏီတွေနဲ့အဆက်အသွယ်ဖြတ်ဖို့တယောက်နဲ့တယောက်ခေါင်းလွှဲချနေကြပါတယ်။သဘာဝဓာတ်ငွေ၊ရေအားလျှပ်စစ်စီမံကိန်းတွေ၊ရေနံ၊ကြောက်စိမ်း၊ကျွန်းသစ်အစရှိတာတွေကနေပွားပေါက်တွေတိုး ဘိန်းဟီရိုအင်းမီသဲဖက်တမင်းအစရှိတဲ့မူရစ်ဆေးဝါးတွေကနေမှန်းဆလို့မရလောက်အောင် ဝင်ငွေတွေရနေလီတော့စစ်တက်ကိုနှစ်ဆလောက်တိုးချက်လက်နဲ့တိုက်တွေအတွက်တန်းနဲ့ချီပြီးရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ကြံတဲ့ငွေတွေကိုဟန်သာရှိပြီးအဆန်မရှိတဲ့ပကာသနစီမံကိန်းတွေမှာအ ਨੇ အချင်းထည့်ဝင်ပါလေ။ရတနာဘုံ စိုက်ပါမြို့တော့ စီမံကိန်းလည်းအပါအဝင်ဖြစ်ပါတယ်။ဗြိတိရှားတွေတိဆောက်ခဲ့တဲ့တောင်ပေါ်စခန်းတစ်ခုအနီးမှာတိဆောက်နေတာဖြစ်ပါတယ်။တတိုင်းပြည်လုံးကအစိုးရဝန်ထမ်းအများစုကိုလည်းဘရင်ဘုံဘိတ်မန်လို့အဓိပ္ပာယ်ရတဲ့နေပြည်တော်လို့ခေါ်တဲ့မြို့တော်အသစ်မှာပြောင်းရွှေ့အခြေချပေးခဲ့ပါတယ်။ဒီလိုနဲ့စစ်အုပ်စုရဲ့လှုပ်ရှားဆောင်ရွက်မှုတွေဟာအိုးပြီးမမြင်ကွယ်ရမှာဖြစ်သွားပါတယ်။ တစ်ဖက်မှာရန်ကုန်မြို့ဟာစုပ်ပြက်ပျက်စီးသွားပုံပေါ်နေပါတယ်။မြို့ကန်တွေဟာမှေးမိန်ပြီးညှော်လင့်ချက်တွေကင်းမဲ့သွားသလိုပါပဲ။တတိုင်းပြည်လုံးလူဦးရေရဲ့85ရာခိုင်နှုန်းဟာကျေးလက်ဒေသတွေမှာမှီတင့်နေထိုင်လောက်ကိုင်းစားတောက်နေကြသူတွေဖြစ်ပါတယ်။အဲ့ဒီကျေးလက်ဒေသတွေကလဲသမားတွေဟာအကျွေးနွန်ထဲမှာနေနေကြပါတယ်။ မွန်ဆွန်ရာသီရောက်တိုင်းဒုက္ခရောက်တာနဲ့ပဲကြုံတွေ့နေကြရတာဖြစ်ပါတယ်။နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကုလသမဂ္ဂဒါဇင်နဲ့ခြီတဲ့ပုဂ္ဂလိကစီးပွားရေးပညာရှင်တွေကကြက်ငွေတန်ဖိုးဟာဇောက်ထိုးကြနေကြောင်းငွေဖောင်းပွားမှုနှုန်းဟာ28ရာခိုင်နှုန်းနဲ့မိုးပေါ်ပြန်းနေကြောင်းတရားဝင်စီးပွားရေးဟာအခွန်ဖြစ်နေကြောင်းနိုင်ငံခြားယင်းဤမြုံနယ်မှုတွေ ရှောင်ပြေးနေကြောင်းထုတ်ဖော်ပြောဆိုလာကြပါတယ်။အဲ့ဒီပြောဆိုချက်တွေအပေါ်လက်မခံနိုင်သူတွေကတော့ပြည်သူတွေရဲ့၃ည3.3ည1ရာခိုင်နှုန်းလောက်ပဲဖြစ်မှာပါ။ခရိုနီတွေပဲပေါ့။ဘိုးချုပ်မူကြီးတန်းရွှေကိုဝန်းရံရင်ကြီးထွားလာနေတဲ့ဘူပေါင်းတွေဖြစ်ပါလေ။သူတို့ကတော့အဲ့ဒီယုံကြည်စိတ်ချရတဲ့သတင်းစကားတွေကို မဖြစ်နိုင်ဘူးလို့ဇွတ်ပြောနေကြမှာပါပဲဦးဝင်းတင်ကတော့စစ်အုပ်စုရဲ့လက်အောက်မှာချုပ်ကင်မှုတိတ်မရှိပဲရှော့ပေါပေးထားတဲ့အယောင်ဝယ်ကဏ္ဍဟာပဲနဲ့ပဲချမ်းတွေပဲရှိတယ်လို့ပြောခဲ့ပါတယ်သူထောင်ကလွတ်လာတဲ့အချိန်မှာကောက်ပဲသီးနှံဟာအသေးစားလုပ်ငန်းပိုင်ရှင်တွေက နိုင်ငံခြားပို့ဖို့စူးစမ်းနေတဲ့အဓိကရောင်းကုန်တွေဖြစ်နေပါတယ် ဘာလောက်ကြမလဲဘယ်နေရာကနေဘလို့တွန်းတင်ကြမလဲဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲဘဘရဲ့အပိုင်းငါခိတခဏရက်နာပြီးနောက်လာမယ့်အခန်းဆက်လေးတွေကိုစောင့်မျှော်နားဆင်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ